်မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကကျွန်တော်တို့အတူတကွဆင်ခြင်မဲ့ခေါင်းစဉ်ကတော့ဖျားသခင်ရဲ့ကယ်တင်ခြင်းဟာဘု து အတွက်လဲဒါမှမဟုတ်ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာဟာလူတချို့အတွက်ပဲကန့်တတ်ထားတာလားဆိုတာပါပဲဒါဟာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအသက်တာမှာအလွန်အရေးကြီးတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်တချို့လူတွေကထင်ကောင်းထင်ကြပါလိမ့်မယ်ငါကအရန်အပြစ်ကြီးတဲ့သူပဲ ဖယားသခင်ကငါ့ကိုချစ်ပါမလားတချို့ကလည်းငါကဘာသာရေးအရင်မကိုင်းဆိုင်ဘူးငါလိုလူကိုဖယားသခင်ကယ်တင်ပါမလားဒါမှမဟုတ်ကယ်တင်ခြင်းဆိုတာဘယ်လူမျိုးအတွက်ဘယ်နိုင်ငံအတွက်ဒါမှမဟုတ်အချင်းကောင်းတဲ့လူတချို့အတွက်ပဲတည်တံ့ပေးထားတာလားတမန်ကျမ်းစာကဒီမိခုံးကိုဘလို့ရှင်းရှင်းလင်းလင်းဖြေကြားထားတယ်ဆိုတာကိုကျွန်တော်တို့လေ့လာကြပါမယ်ဒီအဖြေကိုကြိုပြောရရင်တော့ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာဟာကန့်တတ်မထားပါဘူးဒါဟာလူသားအလုံးအတွက်ဖွင့်ထားတဲ့တကားတစ်ခုဖြစ်ပါတယ် ကျွန်တော်တို့ရဲ့အဓိကကြမ်းချက်ဖြစ်တဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အငယ်16မှာဒီမေခွန်းအတွက်အကောင်းဆုံးသောအဖြေကိုပေးထားပါတယ်ဒါကိုအပိုင်း3ပိုင်းခွဲပြီးဆင်ခြင်ကြည့်ကြရအောင်ပထမဆုံးကျွန်တော်တို့နားလည်ရမှာကကယ်တင်ခြင်းဟာကျွန်တော်တို့ရဲ့ကောင်းမှုစူးစမ်းမှုပေါ်မှာမူတည်တာမဟုတ်ဘဲဖယားသခင်ရဲ့မေတ္တာတော်ပေါ်မှာအခြေခံတာဖြစ်ပါတယ်ကျမ်းစာကဖယားသခင်သည်ချစ်တော်မူ၏လို့ဆိုထားပါတယ်ကျွန်တော်တို့ရဲ့အချစ်ကကန့်သက်ချက်ရှိပါတယ် ျွန်တော်တို့ကကျွန်တော်တို့အပေါ်ကောင်းတဲ့သူဒါမှမဟုတ်ချစ်စရာကောင်းတဲ့သူကိုပဲပြန်ချစ်တတ်ကြတယ်ဒါပေမဲ့ဖယားသခင်ရဲ့အချစ်ကထူးခြားတယ်ယောမဩဝါဒစာခန်းကြီးငါအငယ်ရှိမှာငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူ၏ထိုအမှု၌ဖယားသခင်သည်ငါတို့ကို အပေမြလောက်ချစ်တော်မူသည်ကိုထင်ရှားစွာပြတော်မူ၏လို့ဆိုပါတယ်ကိုယ်တော်ကကျွန်တော်တို့ကောင်းနေလို့တော်နေလို့ချစ်တာမဟုတ်ပါဘူးကျွန်တော်တို့အပြစ်သားဖြစ်မှန်းသိလျက်နဲ့ မပြည့်စုံမှန်းသီလျက်နဲ့ချစ်တာပါဒါကြောင့်ဖယားသခင်ရဲ့မေတ္တာဟာလူတချို့အတွက်မဟုတ်ပဲမပြည့်စုံကြတဲ့လူသားအလုံးအတွက်ဖြစ်ပါတယ်ဒါဆိုဖယားသခင်ကဘသူတွေကိုချစ်တာလဲတမန်ကျမ်းစာကရှင်းလင်းစွာပြောထားပါတယ်လောကီသားတို့ကိုချစ်တာပါခရိယန်အသင်းတော်ထဲမှာရှိတဲ့အသင်းသားတွေကိုပဲချစ်တာဘာသာတရားကိုင်းဆိုင်တဲ့သူတွေကိုပဲချစ်တာလူမျိုးတစ်မျိုးကိုပဲချစ်တာလို့မပြောထားပါဘူးလောကီသားဆိုတာလူသားမျိုးနွယ်တစ်ရက်လုံးကိုဆိုလိုပါတယ် တိမောသင်ဩဝါဒစာပထမစာဆောင်အခန်းကြီး1အငယ်4မှာဖယောင်းသခင်သည်လူအပေါင်းတို့ကိုကယ်တင်ခြင်းက၎င်းတမန်တော်ကိုတည်စီခြင်းက၎င်းအလိုတော်ရှိလို့ ထပ်မံအတီးပြုတ်ထားပါတယ်ဖျားသခင်ရဲ့အလိုတော်ဟာလူတဦးတယောက်တောင်မပြက်စည်းစေဖို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့သင်ဟာဘာလူမျိုးပဲဖြစ်နေပါစေဘလို့နောက်ခံတမိုင်းကပဲလာပါစေသင်ရဲ့အတိတ်ကဘလောက်ပဲမဲမောင်ခဲ့ပါစေသင်ဟာလောကီသားဆိုတဲ့အထဲမှာ ပါဝင်နေပါတယ်သင်ဟာဖျားသခင်ရဲ့ချစ်ချင်းမြတ်တာနဲ့ကယ်တင်ခြင်းရဲ့ပြည့်မှတ်ဖြစ်ပါတယ် ဖယားသခင်ရဲ့ကယ်တင်ခြင်းဟာတင့်အတွက်ဖြစ်ပါတယ်ကယ်တင်ခြင်းရဲ့အရင်းမြစ်ကမေတ္တာဖြစ်ပြီးအတိုင်းအတာကလောကီသားအလုံးဖြစ်တဲ့ဆိုရင်နောက်ဆုံးမိကုံးကဒါကိုဘလို့ရယူပိုင်ဆိုင်မလဲဆိုတာပါပဲဖယားသခင်ကကယ်တင်ခြင်းကိုလူတိုင်းအတွက်အခမဲ့လက်ဆောင်ဖြစ်ပြင်ဆင်ထားပေးပါတယ်ဒါပေမဲ့လက်ဆောင်ဆိုတာလက်ခံရယူမှပိုင်ဆိုင်တာပါရှင်ယောဟန်ခရစ်ယာန်ခန်းကြီး၃အငယ်၁၆ကအဲ့ဒီလက်ခံရယူတဲ့နိလန်းကိုရှင်းရှင်းလေးပြောထားပါတယ် ငါကိုယုံကြည်တော်သူတိုင်းလို့ဆိုပါတယ်။ကဲတင်ချင်းရဖို့ဆိုတာသင်ဘလောက်အချင်းကောင်းရမယ်လို့မပြောထားပါဘူး။သင်ဘလောက်ပညာချက်တွေလိုက်နာနိုင်ရမယ်လို့မပြောထားပါဘူး။သင်ဘလောက်ထိအသိဉာဏ်မှအချိန်ပေးရမယ်လို့မပြောထားပါဘူး။ပြောထားတာကယုံကြည်တော်သူသာဖြစ်ရမယ်။ယောမဩဝါဒစာခန်းကြီး၁၀အငယ်၉မှာအကယ်၍သင်သည်သခင်ယေရှုကိုသခင်ဖြစ်တော်မူ၏ဟုနှုတ်ဖြင့်ဝန်ခံ၍ ဖယားသခင်ဤသူ့ကိုတေခြင်းမှထားမြောက်စေတော်မူပြီးဟုစိတ်နှလုံးထဲ၌ယုံကြည်လင်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်လို့ဆိုထားပါတယ်ဒါဟာကန့်တတ်ချက်မဟုတ်ပါဘူးဒါဟာဖွင့်ထားတဲ့ဖိတ်ခေါ်ချက်ဖြစ်ပါတယ်ဖယားသခင်ရဲ့ကယ်တင်ခြင်းတကားဟာဘသူကိုမှမပိတ်ထားပါဘူးယုံကြည်သောသူတိုင်းဝင်ရောက်ခွင့်ရှိပါတယ်ဒါဆိုအစကမိကုံးကိုပြန်သွားကြရအောင်ဖယားသခင်ရဲ့ကယ်တင်ခြင်းဟာဘသူအတွက်လဲတမန်ကျမ်းစာရဲ့အဖြေကရှင်းလင်းပြသပါတယ် ကဲတင်ချင်းဟာတင့်အတွက်ဖြစ်ပါတယ်။ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာဟာလူအချို့အတွက်ပဲကန့်တတ်ထားတာမဟုတ်ပါဘူး။ဒါဟာဘာလူမျိုးပဲဖြစ်ဖြစ်လောကီသားအားလုံးအတွက်ဖြစ်ပါတယ်။ကိုတော်ကတင့်ကိုချစ်တယ်။တင့်ကိုကဲတင်ဖို့တပါးသီးသောသားတော်ကိုတောင်ဆွလွတ်ခဲ့တယ်။ ဒီနေ့တင့်ကိုကန့်တတ်ထားတာတခုပဲရှိပါတယ်အဲ့ဒါကဘုရားသခင်ရဲ့မေတ္တာမဟုတ်ပါဘူးတင့်ရဲ့မယုံကြည်ခြင်းဒါမှမဟုတ်လက်မခံသေးတဲ့ဆုံးဖြတ်ချက်ဖြစ်ပါဗျာဒိတ်ကျမ်းခန်းကြီး၃အငယ်20မှာသခင်ယေရှုကငါသည်တကားရှိမှရက်၍တကားခောက်ရနေ၏အချင်းသူသည်ငါစကားကိုကြား၍တကားကိုဖွင့်လေငါသည်သူ့ထံသို့ဝင်၍သူနဲ့အတူစားတော့မည်သူသည်လည်းငါနဲ့အတူစားတော့ရလိမ့်မယ်လို့ဖိတ်ခေါ်နေပါတယ်ဒီနေ့တဲ့နှလုံးသားတကားကိုခောက်နေတဲ့အတန်ကိုကြားပါသလားထာဝရဘုရားရဲ့အက န့်တန့်မရှိတဲ့မေတ္တာနဲ့ကဲတင်ခြင်းကိုယုံကြည်ခြင်းနဲ့တကားဖွင့်လက်ခံလိုက်ဖို့ဒီနေ့မှတိုက်တွန်းနှိုးဆော်ပါရစေ။ ချစ်ချင်းမြတ်တာနဲ့ပြည့်စုံတော်မူသောအဖဖခင်သခင်ဒီနေ့မှာကိုရောရဲ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်ပါတယ်ကိုရောရဲ့ချစ်ချင်းမြတ်တာဟာအကန့်အသတ်မရှိဘဲလောကီသားအလုံးအပေါ်မှာတည်ရှိနေတာကိုသိခွင့်ရလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကောင်းလို့တော်လို့မဟုတ်ပဲကိုရောရဲ့ကျေးဇူးတော်တသက်ကြောင့်ကယ်တင်ခြင်းဆိုတဲ့လက်ဆောင်ကိုအခမဲ့ပေးသနာတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီတရားစကားကိုကြားနာနေရသူတိုင်းရဲ့နှလုံးသားထဲမှာ ကိုရောရဲ့မေတ္တာကိုထိတွေ့ခွင့်ပေးပါငါဟာကဲ့တင်ခြင်းနဲ့မထိုက်တန်ဘူးလို့ခံစားနေရသောသူများရှိခဲ့ရင်ယုံကြည်သောသူတိုင်းဆိုတဲ့ဂတိတော်ကိုစုပ်ကိုင်နိုင်ဖို့ကူညီပေးပါဒီနေ့အခုဒီအချိန်မှာပဲနှလုံးသားတကားကိုဖွင့်ပြီးသခင်ယေရှုကိုမိမိရဲ့ကဲ့တင်ပိုင်ရှင်အဖြစ်လက်ခံဖို့ဆုံးဖြတ်တဲ့သူတိုင်းကိုကိုရောဗိတ်သိက်ပေးပါ ကိုရောရဲ့အကန့်အသတ်မရှိတဲ့မေတ္တာတော်ထဲမှာကျွန်တော်တို့အားလုံးကိုအသက်ရှင်လျှောက်လန်းနိုင်ဖို့အန်ရှင်သောဝိညာဉ်တော်ဖရာမာစတော်မူပါကယ်တင်ရှင်သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းအပ်နံပါ၏အာမင်